ရော်နယ်ဒိုနဲ့ပွဲမှာဆူးလို့အောင်ပွဲခံခဲ့တဲ့ဟွိုင်လန်ကိုပြပြသွားသားတုံ့ပြန်ခဲ့တဲ့ဂုံကြီးငတိုးအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့တပင်းချွေးလေး channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ကြားရက်ကကစားခဲ့တဲ့ Nation League Quarter Final ပေါ်ထားမှအကြောင်းမှာဂုံကြီးရဲ့ Portugal ဒိမတ်ကိုအဝေးဝေးမှာသွားရောက်ကစားခဲ့ရပြီးတော့ဟွိုင်လန်ရဲ့တလုံးတည်းသောသွင်းကူကြောင့်ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်ဒိမတ်ဟာ Portugal ကိုတပွဲလုံးနှိမ့်ပါအသာစီးကစားနိုင်ခဲ့ပြီးတော့အဆုံးသတ်မသေးချာမှုတွေကြောင့်သာဒိတ်ထက်ဂိုးမပြတ်ခဲ့တာဖြစ်ပါတယ်ဒိမတ်ဟာ Ericsson နော်ကတ်တိုလိုဝိုင်းကစားသမားတွေကိုဘီရက်အီဆာဆန်တို့လိုလူငယ်တွေနဲ့ဝန်းရံပြီးတော့ပေါ်တူဂီကိုချင်းဆိုင်လာခဲ့တာဖြစ်ပါတယ်ပေါ်တူဂီဘက်ကလည်းရော်နယ်ဒိုဖာနန်ဒက်စ်နက်တိုဖီတင်ဟာယာဖီလီယိုတို့လိုအထူးကစားသမားတွေပါဝင်ခဲ့ပြီးမြဲလေဒိမတ်ကိုရှင်ကစားနိုင်ခြင်းမရှိဘဲအရှုံးပေးသွားခဲ့ရတာဖြစ်ပါတယ်ပထမပိုင်းတစ်ပိုင်းထဲမှာလေဒိမတ်ကဂိုးပေါက်ချင်းချောက်မှု73ချိန်တိပြီးလို့နိုင်ခဲ့ပြီးတော့လေးချိန်ဂိုးပေါက်တဲ့တာဖြစ်ပါတယ်ပေါ်တူဂီဘက်ကတော့ပုံမှန်ဖို့ရုံးကန်ခဲ့ရပြီးတော့ဂိုးပေါက်တဲ့ကန်ကြက်တစ်ချိန်သာရရှိခဲ့တဲ့အဒီအခြေအနေကိုစိုးနေခဲ့တာဖြစ်ပါတယ် ဒိုရီယာမိုင်းမလည်းဒိမတ်ဘက်ကပဲပွဲကိုဥဆောင်ထားနိုင်ခဲ့ပြီးတော့ဂိုးပေါက်ချင်းချောင်းမှုတွေရရင်ပြုတ်လုံနိုင်ခဲ့ပါတယ်။ပေါ်တူဂီဘက်ကတော့ဘာမှတိုးတက်လာခြင်းမရှိပဲဘောလုံးကင်ထားတာကလွယ်ရင်ထိရောက်တဲ့အခွင့်အရေးဖန်တီးမှုတစ်ကြိမ်တောင်မှပြုတ်လုံနိုင်ခြင်းမရှိခဲ့ပါဘူး။ပေါ်တူဂီတို့ဘလောက်ထိရှင်းနေစိုးလဲဆိုရင်တော့တပွဲလုံးမှာဂိုးပေါက်တဲ့ကန်ချက်နှစ်ကြိမ်သာပြုတ်လုံနိုင်ခဲ့တာဖြစ်ပါတယ်။ဒိမတ်အတွက်တစ်လုံးတည်းသောအနိုင်ကိုကိုတော့ဒိုရီယာမိုင်းပွဲချင်း66မိနစ်မှာလူစားဝင်ရောက်လာတဲ့ United တိုက်စင်မှု White Line ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဝိုင်လန်ဟာစကော့အိုစင်ဖြတ်ချိုးပေးလိုက်တဲ့ဘောလုံးကိုအလိုက်နဲ့ပိတ်သွင်းခဲ့တာဖြစ်ပါသည် ဒါအတိုင်းမှာတော့2021ခုနှစ်အောက်တိုဘာနောက်ပိုင်းပေါ်တူဂီကိုပြန်လည်အနိုင်ယူရှာရှိခဲ့တာလည်းဖြစ်ပါတယ်။အနိုင်သွင်းကိုရှင်ဟွိုင်လန်ဟာဂိုးသွင်းယူပြီးတဲ့နောက်ရော်နယ်ဒိုရဲ့ဆူးဆယ်လီဘရေးရှင်းနဲ့အဝဲခံသွားခဲ့ပါတယ်။ဒီပုံမှာပြည်သားတချို့ကဝေဖန်ခဲ့ကြပြီးမဲ့ယူနိုက်တက်တိုင်းစီမှာဟွိုင်လန်ကတော့ရော်နယ်ဒိုကိုလှောင်ပြောင်ခြင်းနဲ့စိတ်နဲ့ဒီလိုအဝဲခံခဲ့တာမဟုတ်ကြောင်းရှင်းပြလာခဲ့ပါတယ်။ဟွိုင်လန်ကသူဟာအမြဲတမ်းကျွန်တော်ရဲ့အိုင်ဒေါ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့သူ့ကိုလှောင်ပြောင်တာဘာတစ်ခုမှမလုပ်ပါဘူး။သူကကျွန်တော်ရဲ့ကစားသမားဘဝအတွက် လွှမ်းမိုးမှုရှိနိုင်သောအရေးပါဆုံးကစားသမားပါအားလုံးရဲ့အမြင်တွေကလည်းတော့ကွဲလွဲနေနိုင်ပါတယ်ကျွန်တော်က2009ခုနှစ်ကတည်းကသူ့ရဲ့ free kick ကိုကိုကြည့်ပြီးတော့သူ့ရဲ့ပေးသက်တယောက်ဖြစ်လာခဲ့တာပါကျွန်တော်ကကမ္ဘာကောင်းဆုံးကစားသမားနောက်ပြီးတော့ကျွန်တော်ရဲ့ idol နဲ့ထိတဲ့ရင်ဆိုင်ကစားခဲ့ရတာပါအခုလိုမျိုးသူနဲ့ပေါ်တူဂီဘက်ကိုအနိုင်ကိုသွင်းယူလိုက်လို့လေကျွန်တော်ကသူ့ထက်ပိုကောင်းတဲ့ကစားသမားတယောက်ဖြစ်လာဖို့မရှိပါဘူးဆိုပြီးတော့ပြန်လည်ဖြစ်ရှင်းလာခဲ့တာဖြစ်ပါတယ်ရော်နယ်ဒိုကတော့ဝှိုင်းလန်းရဲ့အောင်ပွဲခံပုံကိုစိတ်မဆိုးခဲ့ပေမဲ့လည်းအခုတော့တတိပိစကားဆိုလာခဲ့ပြီဖြစ်ပါတယ် ရိုနယ်ဒိုကဝိုင်လန်းဒီလိုအောင်ပွဲခံတာကပြဿနာမဟုတ်ပါဘူး။သူကျွန်တော်ကိုမလေးမသားလှုပ်တာမျိုးလည်းမဟုတ်ပါဘူး။သူမှမဟုတ်ပါဘူး။တခြားသောကစားသမားတွေတခြားသောအကစားကသူတွေလည်းကျွန်တော်ပုံစံမျိုးအောင်ပွဲလိုက်ခံကြတာပါပဲ။မနက်ဖြန်ယနေ့ညဝိုင်လန်းကကျွန်တော်အောင်ပွဲခံတာကိုကြည့်နေရမယ်သူဖြစ်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ရိုနယ်ဒိုကနိုင်ငံအသွင်းထဲကိုအများဆုံးသွင်းယူထားတဲ့ကစားသမားဖြစ်ပေမယ့်အဓိကပြိုင်ပွဲတွေမှာဂိုးပေါက်ပျောက်ဆုံးနေခဲ့တာအတော်လေးကိုကြားခဲ့ပါပြီ။ Euro 2024 Nation League Quarter Final ပထမအကြိမ်မှာလေဂိုးပေါက်ထမှန်ပြောင်းဆုံးခဲ့တာဖြစ်ပါတယ်။ ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ